အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံကနေအရှင်ဖြစ်ကျင်းပနေတဲ့ AFC Women Champion League ပွဲစဉ်တွေကတော့မနေ့ကနိုဝင်ဘာလ12ရက်နေ့ကဒုတိယပွဲစဉ်များကိုဆက်လက်ကျင်းပခဲ့ပါတယ်ပွဲစဉ်တစ်ခုအပြီးမှာတော့ဘယ်တင်းကအုပ်စုဘူးနဲ့တက်နိုင်တယ်ဘယ်တင်းကအုပ်စုဒုတိယနဲ့တက်နိုင်တယ်ဘယ်တင်းကတော့ဖြင့်တတိယနဲ့တက်နိုင်တယ်ဆိုပြီးခံမှန်းကြည့်လို့ရတဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါပြီ။ ျွန်တော်တို့ရဲ့မြန်မာကိုစားပြုကလပ်တစ်ခုဖြစ်တဲ့ ISP အသင်းဟာအာရှအင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ Tokyo Bari FC အသင်းနဲ့မနေ့ကညနေ3:00နာရီတို့မှာရှင်ပြန်ကစားခဲ့ကြပါတယ်။အများထင်ခဲ့သလိုဂိုးပြတ်ရှုံးနိုင်မယ်လို့ထင်ခဲ့ရပေမဲ့ကျင်းမြောင်းတဲ့ရလက်တကူကုန်ရှိဆိုတဲ့ရလက်နဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ ISP အသင်းခံစစ်မှာကြုံးမှုကိုတွေ့ရှိခဲ့ရပါတယ်။ ကန်စစ်ကိုတည်တည်ချာချာချစ်ချစ်လစ်လစ်ပြန်လဲပြုပြင်လာခဲ့တယ်။ ISPE အသင်းဟာတိုကျိုပါရီလိုတိုက်စစ်အားမြင်မာလို့နဲ့အသင်းကို ခုခံကစားသွားတာကတော့ ISPE အသင်းကိုချီးကျူးခြင်းပါလေ။ဘလို့ပဲဖြစ်ဖြစ်ဒီအသင်းနဲ့ဒီအသင်းဘလို့မှမနိုင်ဘူးဆိုတာအားလုံးသိနေကြတာပဲလေ။ဒါပေမဲ့မနေ့ကခန်းစစ်ကစားသွားတာကတော့တကယ်ကိုချစ်လက်တောင်းတင်းလွန်လာပါတယ်ကျွန်တော်တို့ရဲ့ပရိသတ်ဖန်တွေရဲ့ အားပေးမှုမြင့်တက်မှုကြောင့်လည်းပါမယ်ထင်ပါတယ်။တိုကျိုပါရီယာဒီပွဲစဉ်အနိုင်ရလိုက်တာကြောင့်အုပ်စုတက်ဖို့တည်ကြသွားခဲ့ပါပြီ။ဒီပွဲစဉ်မှာကိုသမားမျိုးမမငင်းရဲ့လက်စွမ်းကိုထင်ထင်ရှားရှားတွေ့လျက်ရတာပဲဖြစ်ပါတယ်။တောင်ကိုရီးယားကလပ်စူဝင်တင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းမျိုးမမငင်းရဲ့လက်စွမ်းဟာတကယ်ကိုကောင်းမွန်လာပါတယ်။မျိုးမမငင်းသာကာကွယ်ပုတ်ထုတ်မှုတိတ်မလုံးနိုင်ခဲ့ဘူးဆိုရင် ISB အသေးအတွက်တော့မရှိမလားဖြစ်မှာသိရပါတယ်။မနေ့ကဂျပန်ကလပ်တူချူဘာရီနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလဲမျိုးမမငိမ့်တရားအကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။တချို့တွေကတော့ဂျပန်ကလပ်တူချူဘာရီရဲ့ငင်းညာမှုကြောင့်လို့ပြောနေကြပါတယ်။ဒါပေမဲ့ဘောလုံးမှာငင်းညာတယ်ဆိုတာမရှိပါဘူး။ကောင်းမွန်လာတဲ့ကိုသမားနဲ့ခန်းစစ်ကိုတော့မဖြစ်မနေချီကျူးပေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပရိသတ်တွေရဲ့ အာပေးမှုကတော့အာမခံပါပဲခင်ဗျာရှုံးချင်းနိုင်ညင့်တဲ့အာပေးမှုကအဓိကလို့ပဲမှတ်ယူထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာ နောက်ထပ်ပွဲစဉ်တစ်ခုဖြစ်တဲ့တောင်ကိုရီးယားကလပ်စွန် FC အသင်းနဲ့မြောက်ကိုရီးယားကလပ်နာဂိုယန် အသင်းတို့ကတော့ည9နာရီတုန်းမှာရှင်းပြန်ကစားခဲ့ကြပါတယ်ဒီပွဲစဉ်မှာပွဲစဉ်တစ်ခုလုံးကိုနာဂိုယန်အသင်းကပဲဥဆောင်ကစားသွားတာကိုတွေ့ရှိရပါတယ် ISP တင်းတဲ့ပွဲစဉ်မှာခြေစွမ်းပြသွားခဲ့တဲ့စူဝန် FC တင်းဟာမနေ့ကနာဂူရန်တင်းနဲ့တွေ့ရမှာတော့ကလေးနဲ့လူကြီးစော့နေသလိုပဲ တွေ့ရပါတယ်။ပွဲချိန်ပြည့်နာဂူရန်တင်းရဲ့ဥဆောင်မှုအောက်မှာပဲစူဝန် FC ဟာ ပြပြဝင့်နေခဲ့ရပါတယ်။တခါတည်းရမှာစူဝန် FC ကဖောက်လုံးချို့ရှိရဆိုပေမဲ့လို့ဝဲစဉ်တစ်ခုလုံးကိုသုံးသက်ကြည့်မယ်ဆိုရင်တော့ နာကိုရန်သင်ကိုဘလို့မှမရှင်းနိုင်တာကို တွေ့ရှိရပါတယ်။ပထမပိုင်းမှာစည်းစည်းတည်ကြခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့နာကိုရန်သင်ကပဲဥဆောင်ကိုးတွေအနိုင်ကိုးတွေဇက်တိုက်သွင်းယူခဲ့တာကိုတွေ့ရှိရပါတယ်။ကိုပေါကန်သွင်းမှုအပိုင်းမှာလည်းနာကိုရန်သင်ကစေချိန်ပြုတ်လို့နိုင်ခဲ့ပြီးစူဝန် FC သင်ကတော့တစ်ချိန်ပဲပြုတ်လို့နိုင်ခဲ့ပါတယ်။ဘွဲချိန်ပြည့်လွှမ်းမိုးနိုင်ခဲ့တဲ့နာကိုရန်သင်ကပဲ စူအွန် FC တင်ကိုနောက်ဆုံးမှာ၃ခုကိုမရှိဆိုတဲ့ရလနဲ့နိုင်ရပြီး ပွဲချိန်ကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။လာမယ့်ပွဲစဉ်မှာတော့နာဂိုရန်တင်ဟာကျွန်တော်တို့ရဲ့မြန်မာကလပ် ISB တင်နဲ့တွေ့ဆုံမှာဖြစ်ပြီးစူအွန် FC တင်ကတော့ကျွန်တော်တို့အုပ်စုစီမှာအဆင့်တစ်ဖြစ်နေတဲ့ Tokyo Bari FC နဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။နာဂိုရန်တင်အတွက်ကျွန်တော်တို့မြန်မာကလပ် ISB တင်နဲ့တွေ့မှာမို့အုပ်စုတက်ဖို့လွယ်သွားပါပြီ။ စူဝန် FC အသင်းတတော်တိုကျိုပါရီနဲ့တွေ့မှာမို့အုပ်စုတက်ဖို့မလွယ်တော့ပါဘူး ISB အသင်းကတော့အုပ်စုတတိယရဖို့တောင်းအာမနာတန်ပြောရရင်လုံးဝမလွယ်ပါဘူးခင်ဗျာဒါပေမဲ့ပြိသက်ကတော့ချစ်နေသေးပါပဲအားပေးနေကြအောင်ပါပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာအသင်းတွေအောင်မြင်ပါစေကျွန်တော်တို့ရဲ့မြန်မာဖန်ပြိသက်ကြီးလည်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ